မင်္ဂလာပါရှင်2025ခုနှစ်မေလ3ရက်နေ့ရဲ့ညကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။ညောင်လေးပင်မှာပြည်သူတို့ကိုအရှင်လက်လက်လဲလီတက်ဖြတ်မှုအပါအဝင်ပြည်သူ20ကျော်ကိုအစုလိုက်အပြုံလိုက်စစ်တပ်နဲ့အတူတက်ဖြတ်ခဲ့တယ်လို့ပြူစောတိခေါင်းဆောင်လှိုင်မင်းကဝန်ခံထွက်ဆိုလိုက်ပါတယ်။ ဆွေးနွေးပွဲပြက်ပြဲပြီးတဲ့နောက်မှာစစ်ကောင်စီကတရားနယ်နေထိန်းချုပ်ရာမိုးကုတ်မြို့ကိုလေကြောင်းကနေပုံကျဲခဲ့တဲ့အတွက်အရက်သားတယောက်သေဆုံးပြီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲမှာစကခ21ကို အပိသက်သိမ်းပတ်ရရှိရန်နှိစက်လာပါပြီ။ဖားကတ်ကာမိုင်းလမ်းပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်တပ်ကအထိနာနေတယ်လို့လည်းဆိုပါတယ်။ AA စစ်ဦးစီးချုပ်ကဗမော်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီး အင်အေတက်တာတွေကိုရရဲတောက်အမစကားပြောကြတယ်လို့ဆိုပါတယ်။မန္တလေးမှာငလင်ကျောက်အိမ်ပြူသွားသူတွေကိုမီတာကမပေးဆောင်ရင်လျက်စစ်မီတာဘောက်တွေကိုတင်စီမီလို့အသိပေးလိုက်ပါရရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ်ဘကိုးတိုင်းညောင်လေးပင်မြို့နယ်မှာစစ်တပ်ကပြည်သူတို့အုပ်ကိုအရှင်လက်လက်လယ်လီတပ်ဖြတ်မှုအပါအဝင်ပြည်သူ20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြောင်းဖြူစော့တီခေါင်းဆောင်လှိုင်မင်းကဝန်ခံထွက်ဆိုလိုက်ပါတယ်။ဧပြီလ15ရက်နေ့မွန်ပြည်နယ်တိုက်ထုံမြို့နယ်ကိုလာရောက်စဉ်ညောင်လေးပင်မြို့မြို့မငါရက်ကွက်မှာဖြူစော့တီခေါင်းဆောင်လှိုင်မင်းကိုပြည်သူကာကွယ်ရေးတပ်မတော်အမတ်29စစ်ပြူဟာ အမတ်နှစ်စစ်တေတာဘွဲကလက်ရဖမ်းဆီးရရှိခဲ့ပြီးတဲ့နောက်မှာအခုလိုဝန်ခံထွက်ဆိုရလဲဖြစ်ပါတယ်။ရောင်လေးပင်မြို့နယ်အတွင်မှာစစ်တပ်ရဲ့ခမရ20ခမရ984ခလရ51နဲ့တမ89ခုလို့ကပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ချင်းတွေကိုကျူးလွန်ခဲ့ကြအောင်အဲ့လိုကျူးလွန်ရမှာပြူစောတိတွေပါဝင်ပတ်သက်ခဲ့ပြီးအဓိကအဖြစ်စစ်အရာရှိတွေကအမိတ်ပေးစီခိုင်းခဲ့ခြင်းဖြစ်ကြောင်းသူကထွက်ဆိုပါတယ်။ 2023ခုနှစ်ဧပြီလ29ရက်နေ့ညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာမှာခါလာရ51နဲ့တွဲဖက်ပြီးလက်မြေရှင်းလင်းရေးလှုပ်စင်မှာမိသားစု3ဦးကိုဖမ်းဆီးစစ်ဆေးပြီး အင်ကိုမိရှိုကမိသားစုဝင်တွေအားလုံးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းအဲ့လို ပြစ်ခတ်ရန်ခါလာရ51ကဗိုလ်ကြီးကအမိတ်ပေးခဲ့တယ်လို့လဲဆိုပါတယ်29ရက်4လ2023မှာကျွန်တော်တို့က 51နဲ့ထပ်ပြီးတွဲရတဲ့အချိန်မှာအိမ်တွေမှာရှင်းလင်းတဲ့အခါကျတော့သူတို့မိသားစုတွေကဘယ်မှသွားစရာမရှိလို့လို့ပြောတယ်။အဲ့ဒီဟာကိုဒလန်မှာဆိုပြီးတော့51ကဘူကြီးကဖမ်းလိုက်ပါတယ်။အားလုံးတိုင်းမှာကြိုးထုတ်ပြီးတော့အိမ်ကိုမိရှို့လိုက်ပါတယ်။မိရှို့တဲ့အချိန်မှာအော်ရဲဟာကိုစူနေတာပဲဆိုပြီးဘူကြီးကသူ့တစ်ဘက်ကိုမိရှို့နေတဲ့အချိန်မှာပဲသွားပြီးတော့ပြစ်တက်ခိုင်းနေလို့ပြူစောတီလိုင်မင်းကဝန်ခံထွက်ဆိုပါတယ်ရှင်။ ပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခိုင်းသူများမှာခလာရ20ခလာရ51တက်မ89ခလာရ98လေးတို့မှာအရာရှိတွေပါဝင်ပါတယ်။နမည်အဖြစ်ဗိုလ်မူနေလင်းဗိုလ်ကြီးကျော်စွာလင်းဗိုလ်ကြီးချစ်ကိုဝင်းဗိုလ်ကြီးဇော်မျိုးတွတ်တွတ်ပါဝင်ကတက်ရည်မှုတွေလည်းပါဝင်ကြောင်းသိရပါတယ်။အလားတူပဇွန်မြောင်းကျေးရွာအတွင်မှာပြူစောတိလိုင်းငင်းတာဝန်ကြစဉ်တက်မ89က စစ်ကောင်စီတပ်ဖွဲ့ဝင်ကဒုံးဆိုသူနဲ့အတူပြည်သူတအုပ်ကိုအရှင်လက်လက်လှဲလီတပ်ဖြတ်ခဲ့မှုကြောင့်သူကဝန်ခံထွက်ဆိုခဲ့ပါတယ်။ကျွန်တော်တို့ကပစုံမြောင်းရွာထဲကစာတင်ချောင်းတစ်ချောင်းမှာလူသားတွေကြားတယ်ဆိုပြီးတော့ကျွန်တော်ကဖြတ်သွားဖြတ်လာလောက်ရတယ်။အဲ့ဒီချောင်းကိုကျော်သွားတယ်။အဲ့ဒီချောင်းနားရောက်တော့လူသားတွေကိုကြားလို့ဆိုပြီးတော့ကျွန်တော်သွားကြည့်တယ်။သွားကြည့်တဲ့အချိန်မှာတမ89ကကဒုံးကအဲ့ဒီကကိုလိုက်မင်း ခင်ဗျားတို့သွားကြည့်ကျွန်တော်အပေါ်ကထောက်ပေးထားမယ်ဆိုတော့သွားကြည့်ရယ်။သွားကြည့်တော့လူတယောက်ကိုတွေ့ခဲ့ပါတယ်။ဖမ်းလာခဲ့တယ်။အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိတယ်။သူ့ကိုမေးတော့သူကဗမာလိုမဖြေဘူး၊ကရင်လိုပဲပြောတယ်။ပြောတဲ့အခါမှာသူက စိတ်နှံသလားမနှံသလားကျွန်တော်အယူဆတော့မယူဆတတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်မေးလိုက်တဲ့အချိန်မှာဗမာလိုလည်းမပြောတော့ကရုံးကနေပြီးတော့ဒါဆို PDF ပဲအဲ့ဒီထဲမှာ PDF တွေအရင်တုန်းကခိုးအောင်သွားတာ မင်းတို့ PDF တွေထဲကကြံနေခဲ့တာမင်းတို့ဘာလာထောက်လန်းတာလဲမေးတဲ့အချိန်မှာကြောင်းအဲ့ဒီဖက်နားလောက်မှာဇီးလန်းလောက်မှာခေါ်သွားပြီးတော့မင်းတို့အဖွဲ့တွေဘက်မှာလည်းမမှန်ဖြေမေးတယ်သူကဘမာလို့မဖြေဘူးခရင်လိုလားရှမ်းလိုလားချင်းလိုလားမသိဘူးဒီလောက်မေးတာမဖြေအောင်ဟာဆိုပြီးကျွန်တော်ကိုချုပ်ခိုင်းပါတယ်ချုပ်ခိုင်းပြီးတော့ကင်ပေးထားတဲ့အခါကျတော့ခေါင်းကကင်လို့ပြောလို့ခေါင်းကိုကင်ထားပေးတယ်ညင်အောင်သူကမေးနေတာကို ရိုက်နှက်ပြီးမေးတဲ့အခါမှာလည်းမဖြေဘူးမဖြေဘူးဟာဆိုပြီးတမ80ခွန်ကကတုံးကလည်းလယ်ဘင်းကိုဓာတ်နဲ့လီလိုက်ပါတယ်အဲ့လောက်မဖြေချင်အောင်ဟာဆိုပြီးလယ်လီလိုက်တာပါလို့ပြူစောတီလိုင်မင်းကပြည်သူတို့ကိုလယ်လီတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကိုပြန်လဲထွက်ဆိုရှင်းပြပါဗါ2023ခုနှစ်မေလ12ရက်နေ့ညောင်လေးပင်မြို့ရွှေလကုံကျေးရွာကို ရောက်ရှိက PDF များရှိတယ်လို့တည်င်းပေးမှုတွေကြောင့် ခမရ20ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြောင်းအဲ့ဒီဖြစ်စဉ်အတွင်းပြည်သူ၃ဦးသေဆုံးခဲ့ကြောင်း2024ခုနှစ်ဇူလိုင်လရွေဖြူကန်ကျေးရွာကိုခမရ58နဲ့စစ်ကြောင်းထိုးစဉ်ကကျေးရွာအတွင်စီးနှင်းပစ်ခတ်ခဲ့ပြီးပြည်သူများသေဆုံးမှုအရေအတွက်ကိုမသိရကြောင်းသူကပြောပါတယ်။ဒါပြင်ခမရ58နဲ့အတူစစ်စင်ရေးတွေလှုပ်ဆောင်စင်မှာဈေးရောက်ပြန်လာတဲ့ပြည်သူ၉ဦးကို မတင်ခါလို့ဆိုပြီး ပစ်ခတ်ခြင်း၊နေရာလောက်ကိုင်းနေသူရွာသား9ဦးကိုတပ်ဖြတ်ခြင်းတွေကိုလည်းလှုပ်ဆောင်ခဲ့ကြောင်းသူကထွက်ဆိုပါရယ်။ပြူစော်တီခေါင်းဆောင်လှိုင်မင်းကျူးလွန်တဲ့ပြစ်မှုတွေကကြီးမားပြင်းထန်လွန်းတာကြောင့်ထိုက်တန်နဲ့ပြစ်ဒဏ်ပေးနိုင်ရန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်29စစ်ပြူဟာအမတ်နှစ်စစ်ဒေသပွဲမှာရဲဘော်အေမင်းထွန်းကဆိုပါရယ်။သူကျွလွန်ထားတဲ့အပြစ်တွေကများတယ်ပြီးတော့ပြစ်မှုကြီးရယ်အဲဒါကြောင့် ပြစ်မှုနဲ့မျှတတဲ့ပြစ်ဒဏ်တွေရရှိအောင်ဆောင်ရွက်မှာပါလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်29စစ်ဗျူဟာအမတ်1စစ်တေတာကွယ်ရဲဘော်အေမင်ထွန်းကပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆွေးနွေးပွဲပြက်ပြဲပြီးတဲ့နောက်မှာစစ်ကောင်စီက TNN ထိန်းချုပ်ရာမိုးကုတ်မြို့ကိုလေကြောင်းကနေဖုံးကျဲခဲ့တဲ့အတွက်အရတတယောက်တေဆုံးပြီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းကတဲ့ရက်ကွက်ကအနောက်ကျောင်းကိုဒီကနေ့မေလ3ရက် မနက်9နာရီလောက်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံတလုံးလာရောက်ကြဲချတိုက်ခိုက်တာဖြစ်တယ်လို့ TNN တွေကဒီကနေ့မှထုတ်ပြန်ထားပါတယ်။မိုးကုံမြို့အနောက်ပိုင်းကတဲ့ရက်ကွက်မှာရှိတဲ့အနောက်ကျောင်းကိုစစ်ကောင်စီကလေကြောင်းဖြင့်ဘုံထပ်မံကြဲချမှုကြောင့်ဒေသခံတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဘုံကြားရောက်ပောက်ကွဲမှုကြောင့်ဒေသခံတေဆုံးမှုရှိခဲ့ပြီးနေအိမ်လဲထိမှန်ပျက်စီးတယ်လို့ဆိုပါတယ်။ ်စစ်ကောင်စီကစစ်ရှုံးပြီးဆွန့်ခွာခဲ့ရတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံမိုးမိတ်စားတဲ့မြို့ငါးမြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးပလောင်လွတ်မြောက်ရေးတပ်မတော် PSLF TNNC ကနေစစ်ကောင်စီကပြန်တောင်းတဲ့အတွက်တရုတ်နိုင်ငံယူနန်ပြည်နယ်မှာဧပြီလ28ရက်နေ့နဲ့29ရက်နေ့ကပြုလုပ်တဲ့ဆွေးနွေးပွဲမှာရှစ်ဆက်မရပဲရပ်တန့်သွားခဲ့တယ်လို့ TNN ကမေလ2ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အဲ့လိုဆွေးနွေးပွဲရပ်တန့်သွားပြီးတဲ့နောက်မှာစစ်ကောင်စီကမိုးကုံမြို့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာလည်းဖြစ်ပါတယ်။မေလ၂ရက်နေ့ည၁၂နာရီကလည်းစစ်ကောင်စီကမိုးကုံမြို့ကိုပေါင်၂50ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အုတ်ပြင်းရက်ကွက်ကဂျမာယုံနဲ့ပြည်သူလူထုနေအိမ်၆လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNN ကထုတ်ပြန်ထားပါတယ်။ပြခဲ့တဲ့ဧပြီလ30ရက်နေ့ကလည်းမိုးကုံမြို့အနောက်ပိုင်း စ်စိတ်ကုံနဲ့ကြောက်ပုတ်ကြေးဝါကြောင့်စစ်ကောင်စီကလေချောင်းနဲ့ပေါင်150ဘုံနှလုံးလာရောက်ကျေချာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလဘီကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စစ်စခန်းကြီးဖြစ်တဲ့စကားခ21ကိုအပိသက်သိမ်းပိုက်ရရှိရနီလာနေပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းကဆိုပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲမှာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုရှိနေကြောင်း စစ်တပ်ကလည်းနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေကိုလေယာဉ်တွေဒရုန်းတွေနဲ့တိုက်ခိုက်နေပါတယ်။တော်လန်ရေးတပ်တွေကမြို့ရဲ့နေရာအများစုကိုစီးနင်းထားပေမဲ့စစ်တပ်ကဆက်လက်ခုခံနေဆဲဖြစ်ကြောင်းသိရပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲကိုဂျမန်နစ်ဒီဇင်ဘာလကစတင်ခြင်းဖြစ်ပြီးယခု9လကြာမြင့်တဲ့အချိန်ထိတိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ဗမော်မြို့ရဲ့နေရာအများစုမိလောင်ပျက်စီးလျက်ရှိကြောင်းလည်းသိရပါတယ်။အလားတူကချင်ပြည်နယ်ဖားကန့်မြို့နယ်လဝါ ကာမိုင်ဖားကန့်လမ်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများအထင်အားလျက်ရှိကြောင်း KIA စစ်ရေးတရင်မြစ်ကပြောကြားပါတယ်။ဖားကန့်မြို့အဝင်လမ်းဖြစ်တဲ့ကာမိုင်၊နှံရ၊ဖားကန့်၊အင်းတော်ကြီး၊ဝိခါဖားကန့်လမ်းပိုင်းနဲ့တာမခန့်၊ဆဲစင်၊ ဖားကန့်လမ်းပိုင်း၃ခုကို KIA KPDF တပ်တွေကထိန်းချုပ်ထားပြီးဖားကန့်မြို့ကို ဖောက်နိုင်ရန်အကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးကြီးနဲ့ဒုစစ်ဆင်နေခြင်းဖြစ်ကြောင်းဖားကန့်မြို့ပေါ်မှာမူတိုက်ပွဲတွေဖြစ်ပွားခြင်းမရှိသေးကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော်တိုက်ပွဲမှာ KIA အပါအဝင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့အာရခတပ်တော် AA ရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖုန်းကနေတဆင့်ဗီဒီယိုကောခေါ်ကအပိစကားပြောကြားခဲ့တယ်လို့ ကချင် official ပြည်မှာဖော်ပြထားပါတယ်။အခုလိုရေးသားဖော်ပြရမှာ မကြခင် အောင်ပန်းစင်တော်မဲ့ဗမော်တိုက်ပွဲရောက်နေတဲ့အင်းအေတပ်သားတွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်အပိစကားပြောကြားတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အင်းအေစစ်ဦးစီးချုပ်ကဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီးသူ့တပ်သားတွေကိုရရဲတောက်အမစကားပြောနေတာကိုအင်းအေတပ်သားမှနာခံယူလို့လည်းရေးသားပါတယ်။စစ်ဦးစီးချုပ်အမစကားကောက်နှုတ်ချက်ဆိုပြီးအခုလိုဆက်လက်ဖော်ပြထားပါတယ်။ ။ကချင် KIA ဟာရခိုင်နဲ့ AA အတွက်ထာရအကောင်ဆုံးမိဖက်ဖြစ်တယ်။တို့ AA အနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီကနေ့အကောင်ဆုံးအချိန်တွေပဲ။လက်ရှိဗမော်တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကို မတက်ညာနဲ့။ ဗမော်မြို့ကြီးကိုတိမ့်ပိုက်ပြီးကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တူတော်တွေစူးစမ်းပါစားတဲ့အချက်တွေကိုကောက်လို့ဖော်ပြထားပါတယ်ရှင်ဒီကနေ့ညနေခင်းကနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာငလင်ကျောက်အိမ်ပြိုသွားသူတွေအနေနဲ့လှဆင်ပေးဆောင်ရမယ့်မီတာခတွေကိုမပေးဆောင်ရင်ရက်စက်မီတာပေါက်တွေကိုတင်းစီမီလို့တရားဝင်အသိပေးလာတယ်လို့ဆိုပါတယ်။ မစလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မန္တလေးမှာနေအိမ်ပြက်စီးသွားသူတွေအနေနဲ့မေလ1ရက်နေ့ကစပြီးရခိုင်လမြောက်ကသုံးဆွဲထားတဲ့မီတာယူနစ်အတိုင်းဧပြီလနဲ့မစလနလတာကြာတဲ့ငွေကိုတွက်ချက်ပြီးမီတာကပေးဆောင်ရမယ်နောက်ဆုံးရက်တွေမှာပေးဆောင်ရမှာဖြစ်ကြောင်းလည်းသိရပါတယ်။မစလနဲ့ဧပြီလနလအတွက်မီတာပေးဆောင်မှုပြောတယ်။အိမ်ဖြူသွားတော့မဆောင်နိုင်ရင်ရလာလို့ယုံသွားမိတာရတယ်။ လျက်စင်မီတာဘုံတွေပြန်ဖြုတ်မယ်။နောက်မှလာပြန်လျှောက်လို့ပြောတယ်။မီတာကျွေးလဲကြည့်အောင်ပြန်ဆက်ပြီးမှမီတာဘုံပြန်လျှောက်လို့ပြောတယ်။မီတာဖြုတ်မယ်ဆိုတာမျိုးပြောတာ။မီတာခအကျွေးထားလို့မရဘူးပြောတယ်လို့ချမ်းမြတာစီမြို့နယ်မှာပြည်သူတို့ကပြောပါတယ်။ဒါပြင်ငလင်ကြောင့်အိမ်မပြိုပေမဲ့ထိခိုက်ပျက်စီးမှုများရှိတဲ့နေအိမ်တွေကိုလည်းလျက်စင်မီတာကတတ်မှတ်ရအတွင်ပေးဆောင်ရန်မီတာဖတ် ဆက်ရည်တွေကအသိပေးလာကြောင်းဒေတာပြည်သူတွေကဆိုပါတယ်။မီတာကားတွေမှန်မှန်ဆောင်ဖို့မီတာဖက်ဆက်ရည်တွေကပြောတယ်။တမတ်ရက်တွင်မဆောင်ရင်တန်ကြီးအပြင်လကြော်သွားရင်မီတာပါဖြုတ်ခံနိုင်ရတယ်လို့ပြောပါတယ်။မီတာမဆောင်သူတွေများလို့စီမံချက်နဲ့အရေးယူတာဖြစ်နိုင်တယ်လို့လည်းပြောတယ်လို့မဟာအောင်မြင်မြို့နယ်ပြည်သူတအူးကပြောပါတယ်ရှင်။ စစ်ကောင်စီကမတ်လ28ရက်နေ့မှာလုတ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်တိကိုက်ပျက်စီးမှုနဲ့တေဆုံးမှုများပြားတဲ့သခိုင်းမြို့နဲ့မန္တလေးမြို့မှာလျှက်စစ်မီတာကားတွေအချိန်မီပေးဆောင်ကြရန်စိုင်းပုံးနဲ့ V9 တွေကိုထုတ်ပြီးတတိပေးနေကြောင်းဒေသပြည်သူတွေကပြောပါရရှင်။ဒီကနေ့ညခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။